မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ3ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ချင်းပြည်နယ်ဟာခါနယ်ထန်တလန်တိုက်ပွဲများမှာစစ်ကောင်စီဘက်ကတေဆုံးသူအယောက်30ကျော်လာပြီးတော့ခလာရ116ခလာရ111နဲ့ခလာရ59တပ်တို့ကတိုက်ရင်မူ3စလုံးတို့ဟာတော်လိုင်းတပ်များရဲ့ပြစ်ခတ်မှုကြောင့်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် November 30ရက်နေ့ကဟာခါနယ်ထန်တလန်ကြားမှာရှိတဲ့တီမြေစခန်း Ampu Phonok စခန်းနောင်ထလတ်ဘူစခန်းနဲ့ ကလမ်တလန်ရာဗန်ဇုံစခန်းများကိုချင်းပြည်အစိုးရပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစခန်းသိမ်းတိုက်ပွဲများမှာစစ်တပ်ဘက်ကလက်နက်ကြီးများလက်နက်ငယ်များအပါအဝင်တနက်58လက်ခဲယမ်းများဒရုန်းများကိုတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။တေဆုံးသူအရေအတွက်ဟာလဲစစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်30ကျော်လာပြီလို့တော်လိုင်းသတင်းရေးမြစ်ကပြောပါတယ်။ဒါ့အပြင်ဟာခါဗျူဟာဂုံးကခလာရ266တယင်းမူဒုတိယဗိုလ်မှူးကြီးအေးသက်ခလာရ222နဲ့တယင်းမူဒုတိယဗိုလ်မှူးကြီးတော်စင်လက်ထန်တလန်ကခလာရ59ကတယင်းမူတို့ဟာ ချင်းတော်လိုင်းတပ်တွေရဲ့ပြစ်ခတ်မှုကြောင့်တိုက်ဆုံးခဲ့တာကိုအတည်ပြုနိုင်တယ်လို့ချင်းတော်လိုင်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ထန်တလန်မှာခလိုက်ရ59တပ်ရင်းမှုတိုက်ဆုံးတာအတည်ပြုနိုင်တယ်။နောက်တစ်ခုကဟာခါဘျူဟာဂုံခလိုက်ရ266တပ်ရင်းမှုဒုတိယဗိုလ်မှူးကြီးအေးသတ်စနိုက်ပါမိပြီးတော့ဒိုင်ယာနဲ့ဆေးရုံမှာတိုက်ဆုံးသွားတယ်။နောက်တစ်ခါခလိုက်ရ1နှစ်နဲ့တပ်ရင်းမှုဒုတိယဗိုလ်မှူးကြီးတော်စင်လက်ကလည်းနိုဝင်ဘာလ30ရက်နေ့စကမ်းသိန်းတိုက်ပွဲမှာတိုက်ဆုံးတာအတည်ပြုနိုင်ပါတယ်လို့ချင်းတော်လိုင်းရဲ့သတင်းရင်းမြစ်ကရှင်းပြထားပါတယ်။လက်ရှိမှာဖမ်းဆီးရရှိထားတဲ့ စစ်တုံးပန်း19ဦးကိုလည်းကောင်းမွန်စွာထိန်းသိမ်းထားပြီးတော့စစ်စင်ရေးများကိုဆက်လက်ပြီးတော့တုံးမြင့်နေတယ်လို့သိရပါတယ်။ဟာခါမြို့နယ်မှာစစ်ရေးအခြေအနေဟာဆက်လက်ပြီးတော့တင်းမာနေပြီးတိုက်ပွဲများဟာအပြင်းထန်ဆက်လက်ဖြစ်ပွားနိုင်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်73ရပ်ကွက်မှာနေထိုင်တဲ့စစ်ကောင်စီလက်အောက်ခံရဲမှုမိုးညိုရဲ့နေအိမ်ကိုမိုင်းနဲ့ဖောက်ခွဲတိုက်ခတ်ရာရဲမှုမိုးညိုစီးနေတဲ့ Honda Fit အင်စီးကားမီးလောင်ပြာကျသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဒီဇင်ဘာလ2ရက်နေ့ညနေ6:30မိနစ်အချိန်မှာ The Grand and Sound နဲ့ Black Tiger Team တို့ပူးပေါင်းပြီးတော့ရွှေပြည်သာမြို့နယ်73ရပ်ကွက်မှာနေထိုင်တဲ့ရဲမှုမိုးညိုရဲ့နေအိမ်မှာရဲမှုမိုးညိုနဲ့အပေါင်းပါများရှိနေတဲ့အချိန်ပြင်းအားမြင့်တဲ့အဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းဖောက်ခွဲတိုက်ခိုက်မှုကြောင့်ရဲမှုမိုးညိုပိုင်တဲ့ Honda Fit အင်စည်းကားဟာမိလောင်ပြာကျသွားတယ်လို့သိရပါတယ်။မနေ့ကညနေ6:00ခွဲလောက်မှာ73ရပ်ကွက်ထဲမှာပောက်ကွဲမှုဖြစ်တာမှန်ကန်ပါတယ်။ ောက်ကွဲတံအကျည်ကြီးထွက်ပေါ်လာပြီးတော့လမ်းတွေပိတ်ခံရတယ်ဆိုင်ကယ်တွေနဲ့တက္ကစီတွေအစစ်အစေးခံနေရတယ်ဘမပောက်ကွဲမှုဖြစ်တာလဲတော့မသိဘူးလို့ရွှေပြည်သားမျိုးနယ်ကပြည်သူတို့ကအတီးပြုတ်ပြောကြားထားပါတယ်ရန်ကုန်မြို့ပြပျောက်ကြားတပ်ဖွဲ့မှာတာဝန်ရှိသူကနောက်နောက်မှာပြည်သူများကိုမတရားချင်းချောက်အနိုင်ကျင့်နေတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ဒေါက်တိုင်အကြီးစားကြီးများနဲ့စစ်ကောင်စီရဲ့လက်အောက်ခံများအုပ်ချုပ်ရေးမှုများကိုပြင်းပြင်းထန်ထန်အခုလိုမျိုးထပ်မံတိုက်ခိုက်သွားမှာဖြစ်တယ်လို့သတိပေးချက်ထုတ်ပြန်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့လူထိကိုက်တေဆုံးမှုများဖြစ်ပေါ်ခဲ့တဲ့ထိုင်းငါဖန်ဆက်လေးကိုစစ်ကောင်စီရဲ့ရေတပ်ကပြစ်ခတ်မှုမှာမြန်မာရေပိုင်နဲ့အတွဲမှာကျူးလွန်လာတဲ့အတော့လုံထုံးလုံနီးအရာပြစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့အကြမ်းဖက်စစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူအကြမ်းဖက်ဇော်မဲလုံးကခုခံကာကွယ်ပြောဆိုလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ30ရက်နေ့ကထိုင်းငါဖန်ဆက်လေးများကိုမြန်မာစစ်တပ်ရဲ့ရေတပ်သင်းမော့ကပြစ်ခတ်ရမှာထိုင်းနိုင်ငံသားတအူရေနစ်တေဆုံးခဲ့ပြီးတော့နှစ်ဦးတန်ရာရရှိက တင်းမောသား32ဦးကိုမြန်မာစစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီးတော့အဲ့ဒီပြစ်ခတ်မှုကို ထိုင်းဝင်ကြီးချုပ်ကကန့်ကွက်ကြောင်းထုတ်ဖော်ပြောဆိုထားပါတယ်မြန်မာနိုင်ငံရေးပိုင်တဲ့အတွင်းမှာငါဖမ်းနေတဲ့ထိုင်းငါဖမ်းဆက်လေတွေကိုလုံထုံးလုံနီးနဲ့အညီပဲဖမ်းဆီးခဲ့တာဖြစ်ကြောင်းပြောလိုပါတယ်ထိခိုက်သေးဆုံးမှုများရှိခဲ့ပါတယ်ဖြစ်စဉ်အနေနဲ့ကတော့မြန်မာနိုင်ငံကော်တောင်းမြို့နယ်မြန်မာရေးပိုင်တဲ့အတွင်းထဲမှာလုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့မြန်မာစစ်ရေးရင်တစည်းကနိုဝင်ဘာလ30ရက်နေ့မနက်2:40မိနစ်ခန့်မှာမြန်မာရေးပိုင်တဲ့အတွင်းမှာလှုပ်ရှားနေတဲ့မတင်ငါပွဲလှုပ်ရှားမှု၅ခုကိုရေဒါကနေဖမ်းဆီးရရှိခဲ့ပါတယ် ယ်။ဒါကြောင့်အဲ့ဒီနေရာကိုစစ်ဆေးခဲ့ပါတယ်။စစ်ဆေးတဲ့အခါမှာငါးဖန်းဆက်လေးတွေဖြစ်ကြောင်းတွေ့ရှိခဲ့ရပါတယ်။စစ်ဆေးဖို့အတွက်မိအချက်ပြခေါ်ယူခြင်းတွေကိုစောင့်ရက်ခဲ့ပါတယ်။ သူတို့တွေကထွက်ပြေးသွားတယ်။နောက်ကနေပြီးတော့လိုက်လံဖမ်းဆီးခဲ့ပါတယ်။မနက်3:20မိနစ်မှာထိုင်းငါးဖမ်းလေတစည်းကိုကော့တောင်းမြို့နယ်ကြောက်မောက်ကျွန်းမြောက်ဘက်ထိပ်အရှိမြောက်ဘက်3မိုင်ခန့်အကွာကျွန်တော်တို့မြန်မာနိုင်ငံရေးပိုင်တဲ့အတွင်း9မိုင်ခန့်အကွာမှာဖမ်းဆီးရမိခဲ့ပါတယ်။အဲ့ဒီဆက်လေနဲ့အတူငါးများနဲ့မြန်မာကြား28ဦးထိုင်းနိုင်ငံသားကြား4ဦးတို့ကိုဖမ်းဆီးရရှိခဲ့တယ်လို့အကြမ်းဖက်ဇော်မဲလုံးကပြောဆိုလိုက်ပါတယ်။ဖမ်းဆီးရရှိထားတဲ့ထိုင်းငါးဖမ်းဆက်လေက တင်ပေါ်များကိုစစ်ဆေးချက်များအရာမြမရေးပိုင်တဲ့အတွင်းမှာငါခိုးဖမ်းခဲ့တာကိုစစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ပြောဆိုထားပါတယ်။ငါဖမ်းဆက်လီများပေါ်မှာလက်နဲ့ခဲရမဟုတ်တဲ့တော်လိုင်းအဖွဲများနဲ့ဆက်နွယ်နေတဲ့ပြည်စည်းများကိုတွေ့ရှိခဲ့ရတဲ့အတွက်ဆက်လက်ပြီးတော့စစ်ဆေးနေကြောင်းအကြမ်းဖက်စစ်ကောင်စီကဆက်လက်ပြောဆိုထားပါတယ်။ ဖမ်းဆီးရရှိသူတွေကိုကနအုပ်စစ်ဆေးချက်အရာဒီဆက်လေကထိုင်းနိုင်ငံရနောင်းမြို့မှာရှိတဲ့ထိုင်းနိုင်ငံသားတဦးပိုင်ဆိုင်တာဖြစ်ပြီးရနောင်းစိတ်ကန်းကနေနိုဝင်ဘာလ29ရက်နေ့ညနေ3နာရီမှာထွက်ခွာလာတာဖြစ်ပြီးတော့မြမရေးပိုင်တဲ့အတွင်းကိုည9နာရီအချိန်မှာရရှိလာပြီးငါဖမ်းခဲ့တယ်ဆိုတာကိုထင်ရှားစွာစစ်ဆေးတွေ့ရှိခဲ့ရပါတယ်သူတို့နဲ့အတူလက်နက်ခဲရမဟုတ်တဲ့အကြမ်းဖက်အဖွဲ့တွေနဲ့ဆက်နွယ်နေတဲ့ပစ္စည်းတွေကိုတွေ့ရှိရတဲ့အတွက် ဆက်လက်ပြီးတော့စစ်ဆေးလျက်ရှိပါတယ်ဖမ်းဆီးရရှိတဲ့မြန်မာအမျိုးသား28ဦးနဲ့ထိုင်းနိုင်ငံသား၄ဦးတို့ကိုလည်းကောင်းမွန်စွာရှိနေကြောင်းပြောကြားလိုပါတယ်လို့အချက်ဘတ်ဇွန်မဲလုံးကဆက်လက်ပြောဆိုလိုက်ပါတယ်အချက်ဘတ်စစ်ကောင်စီကထိုင်း၅ဖမ်းလေများကိုပြစ်ခတ်ပြီးတော့ထိုင်းနိုင်ငံသား၅ဖမ်းသမားများကိုမြန်မာစစ်တပ်ကဖမ်းဆီးမှုအပေါ်မှာကန့်ကွက်ကြောင်းထိုင်းဝန်ကြီးချုပ်ပေတုံတန်ရှင်နဝထရာကဒီသမားလတရက်နေမှာတရားဝင်ထုတ်ဖော်ပြောဆိုခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ကောင်စီကတပ်ကြီးပိုင်းအမျိုးသားများနဲ့ဖွဲ့စည်းထားတဲ့ပြည်သူ့လုံခြုံရေးအဖွဲ့များကိုစစ်စေးရေးဂိတ်များစစ်တပ်လုံခြုံရေးကင်းတဲများအစီအစဉ်ချင်းလုပ်ငန်းများနဲ့နေမြေရှင်းလင်းရေးစစ်ကြောင်းထိုးတဲ့ရှေ့တန်းစစ်မြေပြင်တွေမှာစတင်အသုံးပြုနေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုင်ငံတော်အလုံးမှာ အော်တိုဝါလာဇမ်းပိုင်းကစတင်ပြီးတော့ပြည်သူလုံခြုံရေးအဖွဲ့ဝင်များကတလစစ်တင်တဲ့တက်ရောက်မှုပြီးစီးခဲ့ပြီးတော့ယူနီဖောင်းများထုတ်ပေးခဲ့ပြီးတရားဝင်စတင်တာဝန်ထမ်းဆောင်ခိုင်းခဲ့တယ်လို့သိရပါဗျ။ရန်ကုန်မှာနိုဝင်ဘာလ26ရက်နေ့ကအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်လာရောက်တဲ့အချိန်ကပြည်သူလုံခြုံရေးအဖွဲ့ဝင်များကလုံခြုံရေးတာဝန်ယူရခြင်းစစ်တပ်အထွတ်အပြင်လုံခြုံရေးပြည်လဲယူပေးနေရခြင်းများကိုလှုံ့ဆော်ခဲ့ရကြောင်းရန်ကုန်မြို့ကပြည်သူလုံခြုံရေးအဖွဲ့ဝင်တအူးကပြောပါဗျ။စစ်တင်တဲ့တလဖောင်ကြီးမှတက်ရတယ် စစ်တပ်နဲ့တပ်တုံးကအပြာနုရောင်ယူနီဖောင်းနဲ့တိုက်ရတာပြစ်ခတ်မှုတင်းတန်းနဲ့လုံခြုံရေးယူပုံယူနီတွေကိုအဓိကထားပြီးတော့တင်းတယ်နိုဗ ెంబ ာလ26ရက်နေ့တုန်းကလူကြီးလမ်းကြောင်းမင်းအောင်လိုက်လာတယ်ဆိုပြီးတော့မြောက်ကလာပလှိုင်းတာယာနဲ့ မင်္ဂလာတုံမှာအပြင်လုံခြုံရေးအဖြစ်နဲ့ပလဖပြည်သူလုံခြုံရေးအဖွဲ့တွေကိုတာဝန်ပေးထားတယ်။အရက်ဝက်နဲ့ပဲလုံခြုံရေးယူပေးရတာပါ။ပလဖလုံရင်အိမ်မှာရှိတဲ့သားအတွက်စစ်မှုထမ်းစရာမလိုဘူးဆိုလို့ဝင်လုပေးရတာပါလို့မြောက်ကလာပါမြို့နယ်ထောက်မပဲရက်ကွာကပြည်သူလုံခြုံရေးအဖွဲ့ဝင်တဦးကပြောဆိုထားပါရယ်။လှိုင်းသားရမြို့နယ်ကပြည်သူလုံခြုံရေးအဖွဲ့ဝင်များကလည်းအော်တိုဘာလဇန်ပိုင်းကစတင်ပြီးတော့ပြည်သူလုံခြုံရေးအဖွဲ့ဝင်များကိုရဲများနဲ့တွဲဖက်ပြီးတော့ညပိုင်းကင်းလက်ခိုင်းခြင်းအစင်းစစ်ဆေးခြင်းနဲ့ပုံမှန်မဟုတ်တဲ့ဂိတ်ချစစ်ဆေးမှုများမှာပါဝင်ခိုင်းနေတယ်လို့ပြောဆိုထားပါရယ်။ ညဘက်စက်မှုဇုံတွေဘက်ကိုကင်းလှည့်ခိုင်းတာ အဲစင်းစစ်တာတွေမှာကျွန်တော်တို့ကိုခေါ်ပါတယ်စီးစရာကတော့ကိုကြိုက်တဲ့ဆိုင်ကယ်ကိုကိုပတ်ဆန်နဲ့ကိုဝယ်စည်းလို့ရတယ်သူတို့ဘက်ကဆိုင်ကယ်အတွက်ကတ်ထုတ်ပေးတာတယ်မတက်နိုင်တဲ့သူတွေကတော့စပိန်ဝယ်ရတယ်လို့လှိုင်းသားရအရှိပိုင်းမြို့နယ်ငားရက်ကွက်မှာနေထိုင်တဲ့ပြည်သူလုံခြုံရေးအဖွဲ့ဝင်တအုပ်ကပြောဆိုထားပါတယ်သခိုင်းတိုင်းမုံရွာမြို့နယ်ကပြည်သူလုံခြုံရေးအဖွဲ့ဝင်တအုပ်ကတော့မုံရွာမြို့နယ်အတွင်းစစ်ကြောင်းထုတ်နေတယ်စစ်တပ်နဲ့ပြူစောတိအဖွဲ့များမှပြည်သူလုံခြုံရေးအဖွဲ့ဝင်တပ်ကြီးပိုင်းအမျိုးသားများလိုက်ပါနေရတယ်လို့သိရပါတယ်ယူနီဖောင်းအနေနဲ့စစ်တပ်ယူနီဖောင်းနဲ့ပြည်သူစစ်ယူနီဖောင်းကိုဝတ်ဆင်နေရတယ်လို့ ပြောပါတယ်စစ်ကြောင်းထိုးရင်ရက်ွက်တစ်ခုစီက ပြည်သူလုံခြုံရေးအဖွဲ့ဝင်တအူးအလှည့်ကျလိုက်ရတယ်သူတို့ကယူနီဖောင်းနဲ့ကြီးကလက်နဲ့ခဲရနေကိုထုတ်ပေးတယ်စစ်ကြောင်းပြန်သိမ်းရင်အကုန်ပြတ်အပ်ရတယ်အလှည့်ကျလိုက်ရတယ်စစ်ကြောင်းထိုးတဲ့ရက်တွေမှာလိုက်သွားရင်နေစားကရတယ်လို့မုံရွာမြို့နယ်နန္ဒဝန်ရက်ကွက်ကပြည်သူလုံခြုံရေးအဖွဲ့ဝင်ကပြောဆိုထားပါတယ်အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကအသက်35နှစ်နဲ့အထက်တပ်ကြီးပိုင်းအမျိုးသားတွေပါဝင်တဲ့ပြည်သူလုံခြုံရေးအဖွဲ့များဖွဲ့စည်းရန်အခုနှစ်ဩဂတ်လနှောင်းပိုင်းမှာစတင်အမိန့်ပေးညွှန်ကြားခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့စက်တမ်ဘာလအတွင်းမှာလူစုချင်းလုပ်ငန်းများကိုဆောင်ရွက်ကအောက်တိုဘာလအတွင်းမှာစစ်တပ်နဲ့တလ ပေးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့နိုဝင်ဘာလနောက်ပိုင်းကစတင်ပြီးတော့ပြည်သူ့လုံခြုံရေးအဖွဲ့များကိုစတင်အသက်ဝင်လှုပ်ရှားလာကြခြင်းဖြစ်တယ်လို့သိရပါတယ်။ပြည်သူ့လုံခြုံရေးအဖွဲ့များမှာစစ်မှုထမ်းဟောင်းများ၊ကျန်းဖို့ပါတီဝင်များနဲ့အတင်းအကျပ်လူစုခံရတဲ့တပ်ကြီးပိုင်းအမျိုးသားပြည်သူများပါဝင်နေပြီးတော့ပြင်းပြအသက်50နဲ့အထက်ရှိတဲ့အမျိုးသားအများစုပါဝင်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။